ဝရညုဆိုတာစိုးစကားကိုနားလည်သူအဲ့ဒါမိတ်ဆွေတွေမှာရှိရတဲ့အင်္ဂါရတစ်ခုဒါမှမဟုတ်ဒါကားရေအဲလူတဲ့သူတွေမှာရှိရရှိတတ်တဲ့အင်္ဂါရတစ်ခုအဲမိတ်ဆွေတွေက ကိုမိတ်ဆွေရဲ့စိုးစကားကိုနားလည်တတ်ရတယ်ပေါ့လူတဲ့လူတွေကအလူခံနေရဲ့စိုးစကားကိုနားလည်တတ်ရတယ်အဲ့လိုနားလည်တတ်တဲ့ လူကိုဝရညူလို့ခေါ်တယ်။အဲတောင်းခြင်းဟူသည်ငိုသောမိ၏။အဲတောင်းရတယ်ဆိုတာငိုခြင်းတစ်မျိုးပါပဲ။တောင်းရတယ်ဆိုတာမကောင်းဘူးပေါ့။ဖီလင်မကောင်းဘူးပေါ့။အဲငိုတာနဲ့တူတယ်ပေါ့။ထုတ်ပြန်တမူမပေးလူလဲငိုသူမိ၏။အတောင်းခံရတဲ့လူကတစုံတစ်ခုကြောင့်မပေးနိုင်ဘူးဆိုတာကြီးကလည်းအဲခံစားမှုမကောင်းအဲ့ဒါလည်း ငိုခြင်းတမျိုးပါပဲငိုရတာနဲ့ငိုတာနဲ့တူပါလေတဲ့အဲပစ္စည်းမရှိလို့မပေးနိုင်တာဒါမှမဟုတ်လည်းနှမျောလို့မပေးနိုင်တာအဲမပေးနိုင်တဲ့အဖြစ်ကြီးရလည်းပဲအဲငိုတာနဲ့တူပါလေတဲ့အစိုးစကားရှိခဲ့ညာလို့အဲ့ဒီဆိုတဲ့စကားရှိတယ်ဘယ်မှာရှိတာတုံးဆိုတော့ဇတ်တော်ထဲမှာရှိတယ်အဲအဲ့ဒီစကားရှိတော့တောင်းရတယ် ဆိုတာမကောင်းပါဘူးလေအဲမဘေးတစ်ဖက်လူကမဘေးနိုင်ညာတော့လည်းမကောင်းတော့အမောက်နှုတ်ဖျားမစိုးအားလေအဲ့ဒါသိထားတဲ့လူတွေကကိုလိုပေမဲ့လို့အဲနှုတ်ကပြောမထွက်ဘူးပေါ့နှုတ်ကပြောမထွက်ဘူးမိတ်ဆွေတယောက်ကဒုက္ခရောက်ပေမဲ့လို့အဲတောင်းမရအတွက်ပြောမထွက်ဘူးအလူကပုဂ္ဂိုလ်ကသူ့မှာလုံးနေပေမဲ့လို့တောင်းမရအတွက်ပြောမထွက်ဘူး ြောမထွက်တာကအထက်ကဆိုရစကားလေးကြောင့်အဲ့လိုပြောမထွက်တာဘယ်အမောင်နှုတ်ဖျားမဆိုအားလဲမောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရာအတွက်ပြောဆိုဖို့ရာအတွက်အားမရှိတော့လဲပဲမပြောနိုင်တော့လဲပဲငါနှလုံးသားစာနာနာနဲ့ငါကြားနေတယ်အဲကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည်နေတဲ့လူကသို့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကအဲ နှလုံးသားဆိုတဲ့ဇာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါလေ။အဲ့လိုပြောမထွက်တာကိုပဲအမောက်နှုတ်ဖျားမဆိုအားလေ။မောင်ရင်ရဲ့နှုတ်ဖျားကဆိုဖို့ရအတွက်ပြောဆိုဖို့ရအတွက်အားမရှိတော့လည်းပဲမပြောနိုင်တော့လည်းပဲငါနှလုံးသားဇာနာနားနဲ့ငါကြားနေတယ်။အဲကိုမိတ်ဆွေကိုရိတ်တကြီးကြီးကြည့်နေတဲ့လူက သို့မဟုတ်လူကံပုဂ္ဂိုလ်ရဲ့အရေးကိုကြည်နေတဲ့လူကအဲနှလုံးသားဆိုတဲ့သာနာတတ်တဲ့နားနဲ့မပြောတဲ့စကားတွေကိုကြားနိုင်ပါလေ။အဲအခုလိုခက်ခဲဖြစ်တဲ့အချိန်မျိုးပေါ့။ချိန်မျိုးမှာဒီလူတွေအားလုံးနေလိမ့်မယ်။မတောင်းတာက မတောင်းတာပဲပေါ့။နော်။အဲဘလို့တွေလုံးနေလိမ့်မယ်။စသဖြင့်သာနာပြီးတော့အဲမပြောတဲ့စကားတွေကို လုံးသားနားနဲ့ကြားနိုင်ပါတယ်ကြားနေပါတယ်အဲ့လိုအဓိပ္ပာယ်ရတာပေါ့အဲ့ဒါကတော့ဒီကာလမှာအလူရှင်တွေကိုကိုစားပြုပြီးတော့ရေးထားတာပေါ့နော်လူရှင်တွေကအဲလူကံပုဂ္ဂိုလ်တွေရဲ့မဆုံနိုင်တဲ့စကားတွေကိုကြားနေပါတယ်ပေါ့